ဆရာကြီးမင်္ဂလာပါရှင်မင်္ဂလာပါသမီးအခုမေခွန်းရှင်ကဒေါ်မေမြတ်ပါဒေါ်မေမြတ်56နှစ်ပါဆရာကြီး90ပြည့်ပြည့်ထားပါတော့ဟုတ်ကဲ့ပါဆရာကြီးစရင်ကင်မှာအလုတ်ကအဲစင်ကာပူမှာနေပါတယ်တဲ့ဟုတ်ပြီကနန်းနေတဲ့စကားပြောပါနော်ဟုတ်ကဲ့ဆရာကွန်ပျူတာနဲ့ပေါ့ဆရာကြီးအဲမို့ကွန်ပျူတာကနန်းနေရပေါ့နော်ဟုတ်ဟုတ်ဟုတ်ပြီဆရာကြီးရှင်တဲ့တနေ့ကိုတဲ့၈နာရီလောက်ထိုင်ပြီးတဲ့ကွန်ပျူတာနဲ့အလုတ်လုပ်ရပါတယ်တဲ့ โอ้โอ้ญาล้นเนี่ยอะห่าတော့ဟုတ်ကဲ့ဆရာကြီးမြူတီဝင်းကြောင့်ရှင်းနိုင်ထိုင်နေတော့အဲ့တော့တခုရှိပါတယ်ကန့်ဆိုတာပြင်လို့ရတယ်လေဟုတ်ကဲ့ဆရာကြီးရှင်းနိုင်ထိုင်မယ်ဆိုရင်ကော나이ကြီးတာဟုတ်ကဲ့ဆရာကြီးတနာကြီးဆိုတခါတော့ထားပလိုက်ဟုတ်ကဲ့ဆရာကြီးထားပြီများမဟုတ်ဘူး15လမ်းလှမ်းလိုက်ဟုတ်ကဲ့ဆရာကြီးအပြန်15လမ်းလှမ်းလိုက်ခြေလမ်း30ပေါ့ဆိုလိုတာဟုတ်ကဲ့ပါဆရာကြီးအသွား15လမ်းအပြန်15လမ်း ဲ့လှမ်းပြီးတော့မှရည်လေးနည်းနည်းတော့နော်စီးလွေသွားခြင်းရှိစီးသွားပြီးတော့ပြန်ထိုင်လို့ဟုတ်ကဲ့ပါဆရာကြီးအလံပဲပြေးတာဟုတ်ကဲ့ပါတနားယူတခါထားဟုတ်ကဲ့ဆရာကြီးအဲ့လိုထားလို့လို့ရှိရင်သိကောင်းတယ်လို့ဟုတ်ကဲ့ထိုင်နေထိုင်နေအထိုင်များလာရင်အစ်စ်တွေအစ်စ်တွေမှာကျွန်လာလိမ့်မယ်ဟုတ်ကဲ့ဆရာကြီးအစ်စ်တွေဓာတ်မရိုက်ကြည့်ရင်လေကျွန်နေစားအစ်စ်တစ်ခုနဲ့တစ်ခုကြားထဲမှာအရွတ်ပြားရှိတယ် ဲ့အဲ့ရွပြားတွေကပါသွားပြီးတော့ဖိလိုက်အဲ့မျိုးသမီးတွေမှာမကောင်းဘူးဟုတ်ကဲ့ဆရာကြီးဟိုလူပုံစံကိုပြောင်းသွားတတ်တယ်တချို့တူပြီးမဲ့အသက်ငယ်ရင်းနဲ့ခိုက်ကုန်သွားတယ်ဟုတ်ကဲ့ဆရာကြီးနော်ဆရာဝဲဝဲအိမ်မှာနေတဲ့အန်ဒီကျောက်ဆိုသူလည်းအဲ့လိုပဲလမ်းဆောင်ခိုက်ကုန်ကုန်ကုန်နဲ့ရှောက်တယ်တောင်မွေးဆောင်ဆိုလည်းသူကရှက်တယ်ဟုတ်ကဲ့တောင်မွေးမဆောင်ဘူးတကယ်တော့ရင်းဖြစ်လို့ရှိရင် တောင်မွေးဆိုတာလူအကူအပန်တမျိုးပဲဆိုင်တမျိုးဟုတ်ကဲ့ဆရာကြီးအခုကတောင်မွေးဆိုလို့ကြီးကြီးရဲ့ဟုတ်ပါဘူးစိတ်ကြီးဟုတ်ဟုတ်စိတ်ကြီးဟွာအလှလေးအဲ့လိုနဲ့ထောက်ပြီးသွားတော့မှရပါတယ်သိလားဟုတ်ကဲ့ဆရာကြီးဆရာဆိုတော့စောင်းလာတာဟုတ်ကဲ့ဆရာအပြင်သွားလို့ရှိရင်ဒါအခုမှတော့ဟာဟာခွေခွေလေးပဲရမ်းလို့ရအခုလေးရမ်းလို့ရတယ်လမ်းမှာမိုးလေးမူဘက်ကင်းမရှိလေပဲ6လှမ်းလို့ရတာပေါ့တမီးဟုတ်ကဲ့ဆရာကြီး လူမေးထားလေးဆက်ရေးမယ်ဆက်ဖြတ်ဆက်ဖတ်ပြပါမယ်ဆရာကြီးရှင်လွန်ခဲ့တဲ့နှစ်နှစ်ကတဲ့လက်မောင်းခဲတဲ့လက်မောင်းကျက်တဲ့ယောဂါခံစားရပါတယ်လက်မောင်းလက်မောင်းဟုတ်ကဲ့လက်မောင်းခဲတော့ကျက်စားကွန်ပျူတာနဲ့လှုပ်လှုပ်ရတော့ဆရာကြီးအဲ့မောင်းတွေ့တွေ့ကြောနေရောတွေကဟုတ်လိုအပ်တာတဲ့ပူခိုင်းထားလို့ရှင်မပေါ့ဟုတ်ကဲ့ဆရာကြီးအဲ့ဒါကတော့လေခုနပြောသလိုပဲတဏှာကြီးလောက်နေတခါတော့ရက်လိုက် ဆရာကြီးလက်ကိုလေ့ကျင့်ခံလုပ်ပေါ့နော်ဟုတ်ကဲ့ဆရာကြီးဥမာပျောက်တယ်ချတယ်မြောက်တယ်ချတယ်ဟာကွေးတယ်ဆန့်တယ်ကွေးတယ်ဆန့်တယ်နော်ကားတယ်ရမ်းတယ်အဲ့လိုသူဆရာလုပ်ပြလို့အဲ့တော့သူပိတ်နေသူကြိုးလေးတွေပွင့်သွားတာပွင့်သွားတာပေါ့ဟုတ်ကဲ့ဆရာကြီးနော်ခဲတာလေးရှိတယ်ပြည်သွားတာပေါ့ဒါရုပ်ဆိုတာပြင်နေရတာပဲဟုတ်ကဲ့ဆရာကြီးရုပ်ဆိုတာပြင်နေရတာပဲအမြဲတမ်းမပြင်ပြီးရင်ဟုတ်ကဲ့ဆရာရုပ်ကကြာပါမှာပဲလေ အမြဲတမ်းနဲ့ဇဘောပခုံးတင်းပြီးတော့တဲ့နေရတာတော်တော်ဆိုးပါတယ်။ဩအဲ့ဒါတော့ကွန်ပျူတာသုံးတဲ့သူတိုင်းခံစားရပါတယ်။အဲ့ဒီအခါမှာကွန်ပျူတာကိုဖြစ်နိုင်အောက်ကိုငုတ်ပြီးတော့သုံးတာလည်းမကောင်းဘူး။ဟုတ်ကဲ့ဆရာ။အဲ့ကွန်ပျူတာနဲ့ကိုယ်နဲ့မျက်လုံး level ဖြစ်ရင်ကောင်းတယ်။ဟုတ်ကဲ့ဆရာ။ဇဘွဲကိုမြင့်မြင့်လိုက်။ဟုတ်ကဲ့ဆရာ။ကမ္ဘောဇဝဲနဲ့ကွန်ပျူတာမမြင်ရင်ကိုယ့်ရဲ့ထိုင်ကိုဖိနိုင်ကိုနှိမ့်ထိုင်လိုက်ဟုတ်ကဲ့ဆရာမျက်လုံးနဲ့တည့်တယ်မှကြည့်ရင်အဲ့ဒါတိတ်ကောင်းတယ် ရေရှည်လုံးပါဆိုရင်မြမြအနေထားပြင်လိုက်ပါလို့အကြံပြုလိုပါတယ်ဟုတ်ကဲ့ပါဆရာကြီးကျေးဇူးတင်ပါတယ်ဆရာကြီးရှင်ဟုတ်ပြီအားလုံးပဲသာဝနာခင်ဘုရားရှင်ကြပါစေဗျာ